ဟုတ်ကဲ့ပါရှင်အခုဆိုရင်ဒီသပင်းကျွချမ်းနဲ့ပတ်သက်တဲ့ဖြစ်စေတဲ့အကြောင်းရင်းတွေကိုပြပြဆုံးဆုံးဆွေးနွေးပြီးသွားတဲ့အခါမှာတော့ဒီသပင်းကျွတာပြောင်းတာတွေကိုပေါ့နော်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုဆရာမနေနဲ့ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ဟုတ်အာသပင်းကတော့ပုံမှန်လူတွေလည်းပုံမှန်ဆိုရင်တရက်ကိုအာသပင်းကို90ရာနဲ့တရာတန်းကျွတ်တယ်ပေါ့နော်အာတကယ်လို့အဲ့ထက်ပိုပြီးတော့ကျွတ်တယ်လို့စပြီးသတိထားမိရာနဲ့ တူတင်ကာကွယ်တာတွေလုပ်တင်ပါတယ်ဥပမာဒီစပင်းနဲ့ဆန်သားအတွက်ဒီအားဖြည့်ပေးတဲ့ဒါ supplement တောက်တာမျိုးတို့ကိုယ့်ရဲ့ lifestyle မှာဒီဆန်သားကိုပျက်စီးစေတဲ့ဟာမျိုးတွေရှောင်တာမျိုးအဲ့ဒါမျိုးလုပ်တင်ပါတယ်တကယ်လို့ချွတ်တာအနေမှာတဖြည်းပိုဆိုးလာတယ်ဒါပြောင်းနေဆင့်ရောက်နေပြီဆိုလို့ရှိရင်တော့ဒါကိုယ့်ဘက်ကိုမလုပ်တင်တော့ဘူးเนาะတေချာကျွမ်းကျင်တဲ့ဆရာဝန်နဲ့တေချာတိုင်မြှွှေးနှွေးပြီးတော့ကုသမှုခံယူတင်တယ်ဟုတ်ကဲ့ပါရှင် ဒီလိုမျိုးပေါ့နော်ဆူဆူဝါးဝါးသပင်မကျွတ်ခင်ကလေးကကြုတ်တင်ပြီးတော့မှဒီသပင်ကျွတ်တယ်ဆိုတာကိုစပြီးတော့တတိထားလာပြီးဆိုတဲ့အချိန်ကလေးကပေါ့နော်ဘယ်လိုမျိုးလေးတွေယူဆိုင်တင်လဲဆိုတဲ့အကြောင်းဝင်လဲပဲဆရာမနေနဲ့ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါဟုတ် အာဆောင်ရဆောင်ရနေပေါ့နော်တဲ့ဥယျပြားနဲ့စပင်ကျမ်းမာရေးအတွက်ဆိုလို့ရှင်အရင်ဆုံးအာခေါင်းလျှော်တာဆပြီးတော့တတိထားရမယ်ပေါ့နော်အဲ့တော့ခေါင်းလျှော်တာကိုတချို့တရားကြတော့ခဏခဏလျှော်တယ် overwashing ပေါ့နော်အာဒီနေ့တိုင်းလျှော်တဲ့သူတွေရှိတယ်တရချားလျှော်တဲ့သူတွေရှိတယ်အဲ့ဒါဆိုရင်ပိုပြီးကျွတ်နိုင်တယ်နောက်သုံးတဲ့ခါမှာလဲရှမ်ပူဆိုလို့ရှင်အာဒီ chemicals များတဲ့ဟာတွေပေါ့ဥပမာစပင်အာဆေးဆိုးတဲ့သူဆိုဒီ color protect လုပ်တဲ့ဟာမျိုးပေါ့ဘာပဲရှမ်ပူသုံးတယ်အဲ့ဒါဆို chemicals တွေပါအတွက်ကြောင့်ပိုကျွတ်နိုင်တယ် အာနောက်ဒီရှော်တဲ့အခါမှာဆိုလို့ရှိရင်လေသပင်ကျွတ်တာညိရတက်တာအောင်အာဒီကွန်ဒီရှင်နာတို့ဒီပေါင်းစည်းပေါ့နော်အဲ့ဒါလေးထည့်ပြီးရှော်တင်နေ အာနောက်စပင်းဒီအချောက်ခံတဲ့အခါပေါ့နော်အချောက်ခံတဲ့အခါမှာဒီအာရောက်ကြလေးတွေကတော့ပြဿနာမရှိဘူးစပင်းတိုးတဲ့အခါကျတော့ဒါမဖြစ်မနေသုံးစရာမလိုဘူးပေါ့နော်အမျိုးသမီးတွေကျတော့ဒါ dryer မဖြစ်မနေသုံးရတယ်အဲ့လိုသုံးရတဲ့အချိန်မှာအာဒီ temperature ပေါ့နော်အပူချိန်အရင်မြင့်သုံးတဲ့အခါမှာဆိုလို့ရှိရင်လည်းဒါအာဆန်သားကိုပျက်စီးနိုင်တယ်စပင်းကျွတ်နိုင်တယ်အာပြီးရင်နောက်အမျိုးသမီးဆိုတာစပင်းမျိုးစုံပုံသွင်းမယ်ကောင်းမယ်ဖြောင်းမယ်ပေါ့နော်အဲပုံသွင်းတာတွေရလဲပျက်စီးနိုင်တယ်နောက်စပင်းစုံနေတဲ့အချိန်အတွင်းမှာခေါင်းဖိရဲအဲဆိုလဲကျွတ်နိုင်တ ်အသုံးတဲ့ခါမျိုးဆိုလို့ရှင်လဲခေါင်းပြီးကိုပေါ့နော်အဲ့လိုအသွားကြဲကြဲပေါ့နော်အဲ့လိုမျိုးလေးအသုံးပေးတင်နေအနောက်ပြီးတော့နောက်တစ်ခါစပင် styling လုပ်တဲ့အခါမျိုးမှာဆိုလို့ရှင်လဲဒီအကောင်းတာဖြောင်းတာဆေးဆိုးတာအဲဒါမျိုးလေးတွေရှောင်းတင်နေအနောက်ဆုံး hair style အစားပေါ့နော်အစပင်အမြင့်ပေါ့နော်တင်းတင်းကြပ်ကြပ်စီးကြတာတော့နောက်ကျစံမီးကျက်တာအဲအဲ့ဒါမျိုးတွေရလဲစပင်ကျွတ်တက်တယ်အဲ့ဒါလေးရှောင်းပြီးရဆိုလို့ရှင်နော်စပင်ကျွတ်တာအထိုင်းလျောက်တော့တတ်တာဝါမှာပါ ဆရာမတကယ်လို့ဒါကျွန်တော်တို့ကခုနတော့ဆရာမတော့ main ကလေးတွေအတွက်ပြောတာပေါ့နော်တကယ်လို့ယောက်ျားလေးတွေဆိုရင်ကျွန်တော်တို့မှာသပင်းလေးကိုဂျယ်တွေထည့်တာရှိတယ်လေနော်အယမ်းမောင်ဆိုပြီးပုံတွင်းတာမျိုးတွေရှိတယ်ဟောအဲ့လိုဂျယ်တွေထည့်တဲ့သူတွေအတွက်ဆိုရင်ရောဆရာမအနေနဲ့ဘလို့အကြံပေးခြင်းလဲပေါ့ဥပမာကျွန်တော်တို့ဂျယ်တွေထည့်ပြီးတော့ညပြန်ရောက်တဲ့အခါမှာချက်ချင်းပြန်ဆေးပြီးရှော့ထုတ်တင်တာလားဒါမှမဟုတ်လဲသူ့ကိုထားပြီးတော့ဗနဲလောက်ထားတင်တယ်လဲပေါ့နော်အဲ့ဒါလေးတစ်ချက်ရယ်နောက်တစ်ချက်ကတော့ကျွန်တော်ယောက်ျားလေးတွေပေါ့နော်ခုနကဆရာမပြောခဲ့တယ် အများကြီးရှော်တယ် overwashing ကိုရှောင်ဖို့ပေါ့နော်အဲ့တော့ကျွန်တော်တို့အ ਨੇ ဆုံးအနေနဲ့အကောင်းဆုံးကတော့တပတ်ဘယ်နှခါလောက်ခေါင်းရှော်တင်တယ်လဲပေါ့နော်အဲ့ဒီမေခွန်းလေးနှစ်ခုဆရာမဖြစ်ပြပါဦး ဟုတ်ကဲ့ပါအာယောက်ျားလေးကကျတော့ဒီယောက်ျားလေးမှလည်းသဘင်ပုံသွင်းတာပေါ့ဂျင်တို့ဝက်စ်တို့ပေါ့နော်အဲအဲ့ဒါမျိုးကြီးလည်းတုံးကြတယ်အဲ့တော့အသက်နိုင်တဲ့လောက် chemicals နေတဲ့ဟာမျိုးပေါ့ရှိုးရလည်းဒီပုံသွင်းတာပို့ပြီးတော့ခံအောင်လို့ဒီ holding power ပိုကောင်းတဲ့ဟာမျိုးလေးတုံးထက်ကြတယ်အဲအဲ့ဒါမျိုးဆိုရင်တော့ तू ကပို့ပြီးတော့ရှင်းရခတ်တော့ပို့ပြီးတော့ကျွတ်လွယ်တာပေါ့နော်ဆိုတော့အသက်နိုင်တဲ့လောက်ကတော့ဒီအကြာကြီးထားတာလည်းအဲဒီအမြင်နဲ့ဒီ chemical exposure နဲ့ဥယျာဉ်နဲ့ထိတွေ့နေတော့လေကျွတ်နိုင်တယ်လို့ဒါကို ခဏတိုင်းရှော်လိုက်ပြန်ပုံသွင်းလိုက်လို့ရင်လည်းဒါလေးကျွတ်နိုင်တာပေါ့နော်အဲဒါလေးကတော့ဟိုအဓိကတော့တတ်နိုင်သမျှ chemical ရှင်းတဲ့ဟာလေးကိုအဲတုံးတင်နေပေါ့နော်ဟုတ်ဟုတ်နောက်တစ်ချက်ကတော့ခုနကပေါ့ခေါင်းလျှော်တာတော့တယောက်နဲ့တယောက်ကတော့မတူဘူးပေါ့နော် lifestyle ချင်းလည်းမတူတဲ့အခါကျတော့ဟိုတချို့ကကျတော့ဒီ activity တွေလောက်ရရှိတယ်ဒီနောက်ပိုင်းဆိုအခု workout လေးလုပ်တဲ့အခါကျတော့လေချွေးရတော့ထွက်တယ်ထွက်တယ်ဆိုတော့ဟိုဒါတော့ဟိုဟိုဘယ်လိုပြောမလဲကျန်းမာရေးနဲ့လေ အဲဟိုအဖြစ်အောင်ပေါ့နော် hygienic ဖြစ်အောင်ပေါ့ဒါအရှော်တဲ့အခါမှာနေတိုင်းမလျှော်ဘူးဟာတရချာအာရှော်တာမျိုးရှောင်ပြီးတော့ဥမာပေါ့တပတ်မှဆိုရင်အနည်းဆုံးနှစ်ကြိမ်လောက်ကတော့ဒါဟိုအနည်းဆုံးရှော်ပါပေါ့နော်ရှော်တင်တာပေါ့နော်အဲ့ထက်တော့ပို့ပြီးစိတ်လို့ရှင်တော့မကောင်းဘူးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါရှင် ်ဟုတ်ကဲ့ပါရှင်ဒီနေ့စံသားကျမရေးအကြောင်းစကားဝိုင်းလေးကိုကုညီပံ့ပိုးပေးတာကတော့ဩစတြေးလျနိုင်ငံကနေထုတ်လုပ်တဲ့ Fisher နဲ့ Fisher Premium ဖြစ်ပါတယ်ရှင်ဒီ Fisher နဲ့ Fisher Premium ဆိုရင်တော့စံသားကျမရေးအတွက်အရေးကြီးတဲ့ဥယျာပြတွေးလက်ပတ်မှုကောင်းမှုအတွက်ကုညီထောက်ပံ့ပေးနိုင်တဲ့ Hostel Equisiten Avancy နဲ့ဈေးလိုလဲပါဝင်ပါတယ်။ဒါအပြင်ပေါ့နော်ဒီစံသားကျမရေးအတွက်အရေးကြီးတဲ့ Marine Collagen လဲပဲဒီ Fisher နဲ့ Fisher Premium မှာ ပါဝင်ပါတယ်။ဒီ ဖီရှာနဲ့ဖီရှာပရီမီယံမှာပါဝင်တဲ့ Marine College ညာဆိုရင် Hydrolyze College အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ဦးလန်းချောင်းကနေပြီးတော့မှဆုပ်ယူမှုကိုလည်းအားကောင်းစေပါတယ်။ဒီလိုမျိုးဒီကောလဂျင်တွေကိုဖြစ်ဆွတ်ပေးရုံနဲ့မကဘဲနဲ့ခန္ဓာကိုယ်မှာနေပြီးတော့မှကောလဂျင် biosynthesis ကိုအားကောင်းစေဖို့အတွက် ascorbic acid နဲ့ဇင်းတို့လည်းပဲ fisher နဲ့ fisher premium မှာပါဝင်ပါသေးတယ်။ဒါပြင်ဒီကောလဂျင်တွေကို ဖြက်စီးနေတဲ့ဒီ free radical တွေကိုတားဆီးဖို့အတွက်ဆိုရင်လည်းပဲ powerful antioxidant တွေဖြစ်တဲ့ grape seed extract, ascorbic acid, lycopene အစရှိတဲ့ antioxidant တွေလည်းပဲထပ်မံပါဝင်ပါတယ်။ဒီဆန်သားကျန်းမာရေးအပြင် အသားရေကိုအတွင်းမိုင်းအထိကြည်လင်ဝင်ပါစေတဲ့ Advanced Glutathione Complex ဆာဆိုရင်လည်းပဲ Fisher Premium မှာထပ်မံပါဝင်ပါသေးတယ်ရှင်။ဆန်သားလှပတာတစ်ခုတည်းကိုပဲ focus လုပ်တာမျိုးမဟုတ်ဘဲနဲ့ self care တခုအနေနဲ့ beauty or healthy or better lifestyle တခုကိုပိုင်ဆိုင်မှုဆိုရင်တော့ facial နဲ့ facial premium ကတကယ်ကို daily routine မှာနေ့စဉ်တောက်သုံးသင့်တဲ့ premium supplement တခုဖြစ်ပါတယ်ရှင်။ဒီနေ့ဆန်သားကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို professional point of view ကရော personal experience တွေရောပါပြပြစုံစုံနဲ့ဆွေးနွေးတော့တွားပေးကြတယ်ဆရာဒေါက်တာချင်းချင်းကျော်နဲ့အတူဆရာမဒေါက်တာဝင်းလေးဖြူကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။ ဒီနေ့စကားဝိုင်းလေးကိုအချိန်ပေးပြီးနောက်ထောင်ပေးကြတဲ့ပေးသက်ကြီးအနေနဲ့လည်းပဲဒီဆန်သားကျမကြီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုနေထိုင်ရမလဲဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြည့်ပြည့်စုံစုံသိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။